်မင်္ဂလာပါရှင်ခေတ္တဒယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတစ်ပုတ်အနေနဲ့ မေလာမျိုးနယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမေလာမျိုးနယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တရင်3800နှစ်မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါရယ်။အေပြီလ26ရက်နေ့မနက်9:00နာရီကမှမေလာမျိုးနယ်အပိုင်းပဲခူးယူမှအဆက်ရှိကြေးရွာများမှာစစ်ပေးရှောင်နေတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံဖောက်ထွင်းခိုးယူနေတဲ့စစ်ကောင်စီတပ်သားတွေကစားကြောင်းရွာထိပ်ကျူတရာပေါ်တက်လာစဉ်တာယာဝရီခရိုင် ်တန်ရင်3800နှစ်တက်ခွဲနေရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းတော်လန်ရဲဘော်တွေကပြစ်ခတ်တဲ့40မမပုံသီးနှလုံးကစစ်တပ်စစ်ကြောင်းပေါ်ကြားရောက်ပောက်ကွဲပြီးတော်လန်ရဲဘော်တွေကလည်းလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား6ဦးမျက်မြင်သိဆုံးခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးအုတ်တဲကို40မမပုံတီတာတိုက်ရိုက်ကိုကြားရပါခွဲတာနောက်ပြီးလက်နက်ငယ်တွေနဲ့လည်းဝိုင်းပစ်တော့စစ်ခွေးတွေထိခိုက်သေးဆုံးတာမြန်မြန်စစ်ခွေး6កောင်သေဆုံးနေအများပြားလဲထိခိုက်ဒဏ်ရာရတယ်လို့တာယာဝတီခရိုင်တရင်3800နှစ်မှတာဝန်ရှိသူတောင်းကပြောပါရယ်ဆက်လက်ပြီးလဲတီတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်လို့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်မှုတွေကိုလုံဝလုံဝမပြုလုပ်ကြဖို့နဲ့အထင်နာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလေကြောင်းတိုက်ခိုက်မှုတွေအပြင်ပြည်သူများကိုလူသားတိုင်းဖြင့်ဖမ်းဆီးခြင်းလူမ မဆန်စွာဖန်စီတက်ဖြတ်ခြင်းများလှောက်ဆောင်နေပြီးအတူတရီထားနေတိုင်းကြဖို့တာယာဝရီခရိုင်တရင်3800နှစ်မှတာဝန်ရှိသူတောက်ကဆက်လက်ပြောဆိုပါရင်ဒါအပြင်ဒီကနေ့ AB 29ရက်နေ့မှာလေတော်လိုင်းတက်ဖွဲ့ရီနဲ့အကြံဘတ်စတက်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစတက်ဘက်မှထိခိုက်တည်ဆောက်မှုများပြားပြီးအလံပြူထောင်ပြီးအလင်းဝင်တဲ့စစ်ကောင်စီတပ်သားတွေလည်းရှိကြောင်းဒေသရင်စီရေးတည်ထင်အရင်မြစ်တွေစီကသိရပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့တောင်တာမြို့နယ်တောင်ခမောက်ရွာကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုကျေးရွာတွင်ရှိနေအိမ်များမိလောင်ပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်တောင်ခမောက်ရွာကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင်းကျေးရွာတွင်ရှိနေအိမ်များပြင်းလောင်ပျက်စီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။အေဗီလာ29ရက်နေ့မနက်ပိုင်းမှာတောင်တာမြို့နယ်တောင်ခမောက်ချင်းရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ။ အကြံပတ်စတဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာတွင်ရှိနေအိမ်များမိလောင်ပြင်းစီပြီးလက်ရှိအချိန်ထိပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါရယ်တောင်ခမောင်ကျေးရွာကနေအိမ်130ကျော်ရှိရဲ့ကျေးရွာဖြစ်ပြီးအကြံပတ်စတဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်များမိလောင်နေစဉ်မှာပြည်သူများကကျေးရွာတွင်ကိုဝင်ရောက်မိငိတ်တပ်ဖို့လုံဆောင်ခဲ့တော်လေစစ်ကောင်စီတပ်သားများလိုက်လံပစ်ခတ်တာကြောင့်ပြည်သူများပြန်လည်ထွက်ပြေးခဲ့ရကြောင်းသိရပါရယ် ဒီကနေ့မနက်ပိုင်းမှာတိုက်ပွဲကအဲ့ဒါရွာကိုလင်းရင်နဲ့ပုံချင်းသွားတာတင်ရွာလုံးလည်းမီးလောင်သွားပါတယ်မီးသွားနေတာလည်းအငြင်းမခံပဲဖြစ်လို့ပါတယ်ရွာမှာအင်ဂျီကတော့130ရှိပါတယ်လို့ဒေသခံပြည်သူတောင်ကပြောပါတယ်လက်ရှိအချိန်မှာအစံဘတ်စစ်တပ်စစ်ကြောင်းကတောင်ခမောက်တောင်ချိန်မှာဆက်လက်တဆွေးထားတာကြောင့်ဂျေးရွာတွင်ရှိပြည်စည်းမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့တရားမဝင်တင်ရန်စာတထုတ်ယူမှုတွေကိုတော်လိုင်းအဖွဲ့အစည်းတွေအားလုံးကာကွယ်ကြဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်တရားမဝင်တင်ရန်စာတ ထုတ်ယူမှုတွေကိုတော်လိုင်းဖွဲ့စည်းအားလုံးကာကွယ်ကြဖို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG တရားစတာစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့လေးမြင့်ဆောင်2025အစည်းအဝေးကို AB24 ရက်ကပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ တော်လိုင်းကာလာမှာတည်ရန်ဇာတာတွေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကမလွယ်ကူလာပေမယ့်မိမိတို့စုမှုနေမည်များအတွင်အတက်နိုင်ဆုံးကြိုးစားထိမ့်သိမ်းကြဖို့တည်ရန်ဇာတာများတရားမဝင်ထုံယူခြင်းများကိုတော်လိုင်းအဖွဲ့အစည်းအားလုံးကကာကွယ်ကြမှတ်ဖို့လိုအပ်တယ်လို့ဝန်ကြီးဌာနကလည်းတည်ရန်ဇာတာမူဝါဒတွေကိုမြည်ပြင်းနဲ့လိုင်ရောညီထွေဖြစ်စေဖို့အမြဲဆန်းစစ်ပြီးလိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအချိန်မီဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်နဲ့လူမှုစီဝါကိုအထောက်ပံ့ဖြစ်စေရေးတဘာဝ BNN ရဲ့ဆိုင်ရာရော့ပါတတာစီရင်နေနိုင်ငံ ငံတော်ဖဏာငွေရရှိစေရို့အတွက်နိုင်ငံရဲ့အဖို့တန်တယံစာတာဖြစ်တဲ့တက်တော်တွေကိုတော်လိုင်းဖွဲ့စည်းများအလုံးကပူးပေါင်းကာကွယ်ထိန်းသိမ်းကြဖို့နဲ့မိမိတို့စိုးမိုးနယ်မြေတွေရှိစင်လေးများကိုလည်းတက်နိုင်သမျှစနစ်တကျထိန်းသိမ်းကာကွယ်ဆောင်ရှောက်ကြဖို့ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းခဲ့ပါတယ်။ ဆက်လက်ပြီးဝက်လက်မှာစစ်ကောင်စီတပ်သား6ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဝက်လက်မြို့နယ်မှာစစ်ကောင်စီတပ်သား6ရောင်းလက်နက်တွေယူဆောင်ပြီးပြည်သူ့ရင်ခွင်ထံကုလုံလာတယ်လို့ People's Servant Revolution ဝက်လက်ကထုတ်ပြန်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား6ရောင်းကလက်နက်ခဲယမ်းများယူဆောင်ကဗတ်ပြောင်းကုလုံလာခဲ့တာဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီတပ်သားတွေကတနက်9လက်နက်အတူကြီပေါက်အပေါ်တွေကြီစံတွေယူလာကတော်လိုင်းတပ်ဖွဲ့တွေထံလာရောက်ပူးပေါင်းခဲ့တာလို့သိရပါတယ်။ပြည်သူ့ဘက်ရက်တီလာတဲ့စစ်က ောင်စီတပ်သားတွေကိုကောင်းမွန်စွာကြိုဆိုခဲ့ပြီးဂုံပြူငွေတွေအတီးတီးပေးခဲ့တယ်လို့သိရပါတယ်။ဝက်လက်ဒေတာအတွင်းပြည်သူရင်ကွင်တန်းကိုလုံလို့တဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့အ мян ဆုံးလာရောက်ကြဖို့ကိုလည်းဝက်လက်အခြေဆိုင်တွန်လိုင်းအင်အားစုတွေကဖိတ်ခေါ်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လာရှိုးစစ်ကောင်စီတပ်တွေမှာရေးမီးနဲ့နေရာထိုင်ခင်းမရှိတာကြောင့်အရာရှိစစ်တီအကုန်စုပြုံနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရက်ဖက်ဝန်ထမ်းများ28ရက်နေ့စတင်ရောက်ရှိမယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာစစ်ကောင်စီတပ်သားများရှိမီးနဲ့နေရာထိုင်ခင်းများမရှိတာကြောင့် ောင်းဟောကန်းလိုနေရာတွေမှာစုပြုံနေရတယ်လို့သိရပါဗျ။ လာရှုံမြို့တိုင်တိုက်ပွဲမှာအလွန်ပြင်းထန်ခဲ့တာကြောင့်လာရှုံမြို့ရှိတရင်တော်တော်များများကပြက်စီးနေပြီးနေထိုင်လို့မရတဲ့အခြေအနေမျိုးတိဖြစ်နေရလို့သိရပါတယ်။တပ်တွေကတိုက်ပွဲတွေကြောင့်ရစရာအောင်မရှိတော့ဘူး။အဆိုဆုံးကတော့တိုင်းယုံတာဆာယာကိုမြင်ဆောင်တရားနဲ့ခမာယာ900ခွန်မဲဖွာလန်ကိုကျဲလို့လို့တပ်တွင်းအရင်မြစ်တုံးမှပြောပါရယ်။ဒါအပြင်အခုရောက်ရှိနေတဲ့စကားစားတပ်သားတွေမိသားစုတွေကလည်းရေမရှိမီးမရှိနဲ့ကြုံတလို့နေရပြီးအရာရှိနဲ့အခြားဆင်တွေပါရောပြီးဟော့ကန်တခုလည်းစုပြီးနေနေရလို့သိရပါရယ်။အခုကတော့အရာရှိအခြားဆင်အ ကုန်ရောပြီးစုနေနေရတဲ့ရှိမရှိမီးမရှိနဲ့တော်တော်တော်ဒုက္ခရောက်တဲ့ကနအူးသိရှိထားချက်တင်ရစစ်ကောင်စီနေနဲ့မြို့ပေါ်စနစ်ရက်ွက်ကိုသာပြန်လည်ရရှိတာဖြစ်ပြီးကြံနေရပပလဲကိုတော့ MNDA တပ်ဖွဲ့ကဆက်လက်နေရယူထားတယ်လို့သိရပါတယ်။ဒါပြင်လားရှုမျိုးအတွင်ကို AP လ28ရက်ကစတင်ပြီးအရက်ဖက်ဝန်တန်းများဝင်ရောက်လာမှာဖြစ်ပြီးထွေအုံလာဝကနဲ့အကောက်ကွန်ဌာနတို့ဖြင့်အုပ်ချုပ်ရေးတရားပြန်လည်စတင်မယ်လို့စုံစမ်းသိရှိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ စင်ပါဝဲမြို့နယ်တနုံမြောင်ခိမ်မှာထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်မှုဗိုလ်ကြီးဖြိုးမောင်ပါဝင်စစ်သားရှေ့ဦးတည်ဆောင်းတဲ့အကြောင်းပြင်ဆက်ပေးပါမယ်။မကွေးတိုင်းစင်ပါဝဲမြို့နယ်တနုံမြောင်ခိမ်မှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာဗိုလ်ကြီးဖြိုးမောင်ပါဝင်စစ်သားရှေ့ဦးတည်ဆောင်းခဲ့ကြောင်းတရက်ခန့်အမှန်ငါတရင်မှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။ April 23ရက်နေ့ညနေ၄နာရီခန့်မှာစင်ပါဝဲမြို့နယ်တနုံမြောင်ခိမ်မှာဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဝါစီမြောင်ခိမ်ကိုကားနဲ့တလာစဉ် အဲ့ဒီဂိမ်းကြီးကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဗိုလ်ကြီးဖြိုးမောင်ပါဝင်အကြံဘက်စစ်ကောင်စီတပ်သားရှင်ဦးတင်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းဝစီမြောင်ကိမ်းမှာအကြံဘက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တနုံမြောင်ကိမ်းကနေဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့စစ်ခွေးတွေကဝစီမြောင်ကိမ်းကိုကားနဲ့တက်လာတဲ့အချိန်ကိုဝစီမြောင်ကိမ်းသားမှတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်းမှာဗိုလ်ကြီးဖြိုးမောင်ပါဝင်စစ်ခွေးရှိကောင်တီဆ ုံးနဲ့စစ်ခွေးများပြားလဲထရာရရှိခဲ့တဲ့ဝစီမြောင်ကိန်းကစစ်ခွေးတွေကလည်းလက်နက်ကြီးတွေနဲ့ပြန်လဲပြက်ခတ်တဲ့တော်လိုင်းရဲဘော်တွေအထူးကမရှိပြန်လဲဆုတ်ခွာခဲ့တယ်လို့တရက်ခရိုင်မှန်ငါတိုင်ရင်မှာတာဝန်ရှိသူတောင်ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုတရက်ခရိုင်မှန်ငါတိုင်ရင်ပုံဝင်တီ အဆိုပါတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်၅တန်ရင် ပုံနာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီး Viper King Colon တရက်ခရိုင်အမှတ်၁တန်ရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ဗိတ္တနုပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါသည်။